မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာကနောက်ဆုံးပိတ်အိတ်ငယ်လွယ်မယ်ဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်17လပိုင်းအတွင်းမှာတလားစားရှောင်းရံဆောင်းရံအတွက်ကန်ဂျမာဟော့စတန်ကိုဟောကြားပြီးမှဖြစ်တဲ့အတွက်ဇနီးသားသမီးမိတ်ဆွေတို့အချိန်နေဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့အနေနဲ့ဆရာကိုမှတ်မိကြပါဦးဒီ2025ခုနှစ်17လပိုင်းအတွင်းမှာ မိတ်ဆွေစနေသားတို့များဒီလာတာတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာပြမဆရာတားတော်ဆွဲပြပါမယ်မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖုန်ကြီးဝှစ်ရှင်နေတဲ့စိတ်တွေယဟန်ဝှစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာဖြစ်ပေါ်နေတော့ကာလာလေးဖြစ်ပြီးတော့ခါတရာစိတ်ယိုဖိတ်နေတော့ကာလာဖြစ်ပြီးတဲ့ ကမိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းပဲဥစဉ်ဝစ်လာရင်ကောင်းမလားတီလာရှင်ပဲထွက်လာဝစ်လာရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအကြောင်းအရာမျိုးစုံပြောက်အဲလှူကျင်တဲ့စိတ်တွေဖျားတဲ့တိမ်ဆောက်ရက်ွက်အဆရှိတဲ့ပေးကန်းစွန်ကြဲခြင်းကုသိုလ်မျိုးတွေစိတ်ဆန္ဒတွေဒါသာစိတ်တွေများစွာဖြစ်ပေါ်နေသောလာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနေတာသမီးတွေဒီ2025ခုနှစ်17လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာဒီကလာမှာတော့လရဲ့အစမှာတော့ ဘာကိုလှုပ်လို့ကိုကိုကိုစိတ်တိုင်းမကြရင်အားမရခြင်းတွေဂျုံဟာတက်တယ်လို့ဇနီးသားသမီးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လို့အဲမိတ်ဆွေတို့နဲ့ငါတိချက်ပို့လုံနိုင်ရမှာငါတိချက်ပို့ကြိုးစားနိုင်ရမှာဆိုတဲ့အရာလေးတွေငါတိချက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလှုပ်နေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းအဲမီတွန်တောက်တီးတိတ်မနိုင် ခဲမရဖြစ်နေတတ်တော့လာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါဖြစ်လို့တာထပ်ပို့ပြီးတော့မော်တန်ဖြစ်ရှင်နေတဲ့စိတ်ပြများစွာဖြစ်ပေါ်နေတော့ လာဖြစ်ပါတယ်။သူ့အပြင်မိတ်ဆွေတို့အနေနဲ့တကူကလွဲခဲ့ပြီးသားအမဖြစ်ခဲ့ပြီးသားအမလွဲခဲ့ပြီးသားအမတွေကို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 အပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေဂျုံဝတ်တတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့တိထားဖို့လိုအပ်တာကတော့အတတ်နိုင်ဖို့ကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်တတ်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ လုပ်ငန်းခိုင်ခံတဲ့ပတ်သက်ရင်အလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်ထို့အပြင်မဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ချိန်တစ်ခါတည်းနဲ့မပြီးပဲနှစ်ချိန်ထပ်ပို့ပြီးလုပ်ရတာမျိုး repetitious more than ထပ်ထပ်ထပ်ကြိမ်တလဲလဲပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးများအနေနဲ့ ဒိဋ္ဌာန်တစ်ခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြတ်စကားပြောတာမျိုးစနေရီရဲ့ဇယိုက်ကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံကြေစိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲ့သို့သောနေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့ဘာလို့ဖြစ်ဖြစ်အပြုံးကလေးနဲ့ချိုးတာပါလုပ်ပါမခံကြေစိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျာ ငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်။ဒါကြောင့်လက်ထဲမှာငွေထားခြင်းထက်ငွေကြီးနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာကိုနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေပလိုင်းပေါင်းနဲ့ဖားကောက်နေတကယ်သူပဲဝင်ငွေနဲ့ထွက်ငွေဟာဝင်ငွေနဲ့ထွက်နေကဲသူဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လာငွေမမြဲတော့အပတ်ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးကံနဲ့ပတ်သက်လာရင်မိသားစုကိစ္စလေးဒီ ဘာသာရေးကိစ္စလေးတွေအိမ်တွင်းအဆရှိတဲ့ထူးထူးလီလီလေးမှာမဖြစ်မနေသုံးဆွဲရတော့ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ကိုနဲ့ငွေဟာဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲဆိုဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ထဲထားတာကြီးတဲ့တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထဲမထားဘဲနဲ့ကြမ်းကြာတွေ့ဝေတုံဆိုင်မနေဘဲနဲ့ယဉ်ဒီစရာရှိတာဝယ်စရာရှိတာလှုပ်စရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းချင်းလှုပ်တာကောင်းပါတယ် အစုဆေရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စချီးငားဆိုင်ရာကိစ္စလေးတွေမှာလည်းသတိပြုစင်ကြမှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအင်မတန်အားနည်းသောလဖြစ်တဲ့အတွက်လက်ထဲမှာငွေဝင်လာရင်လက်ထဲမှာကြကြမထားပဲနဲ့သို့မဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့ငွေဟာဆန့်ကျင်ပိုက်ရဖို့တွားနေတော့လဖြစ်ပါလေထို့အပြင်မိတ်ဆွေတို့နဲ့ဒီလတာတို့တို့မှာငွေကြီးအစင်မပြေတဲ့မိတ်ဆွေများရရ ငွေကြေးစင်မပြေတဲ့မိတ်ဆွေငွေကြေးနဲ့ပတ်သက်လို့အဲလက်လွန်ထားတဲ့ငွေကြေးတွေကိုကိုကိုတိုင်းပြောဆိုတောင်းမနာမျိုးထပ်စာလို့ရှိရင်တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမကောင်းမှမှတယ်အိမ်တွင်းရေးကိစ္စလေးတွေမိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြေးကြအများရတတာမျိုးအနှဲငယ်လေးငွေကြေးနဲ့ပတ်သက်လို့နားလည်မှုနှဲငယ်လွဲနေရတတ်သောလာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုရဲထုံးကိုနှလုံးမူလို့ကြင်ကြံတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလာတာတော့တက်မှာမိတ်ဆွေတို့ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ်သို့မဟုတ်ရင်ญาတိအခုပြောင်းကာလလေးတွေကြောင့် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်စွစွဝဝတော့မဖြစ်နိုင်ပေမဲ့ဝနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ရင်ကျမ်းမာရင်းညံ့ပြီးတော့ငွေဝင်ရင်ကျမ်းမာရင်းကောင်းတယ်တော့လာဖြစ်နိုင်ကြီးကြီးတော့လာဖြစ်တဲ့တော့ငွေကြီးနဲ့ပတ်သက်လို့စနေသားမိမိတ်ဆွေတို့ရဲ့အိမ်တော်ဗမာကတော့ငွေမများချာရင်တော့မိမများများသူ့မဟုတ်မိမိရဲ့ယောက်ျားများစိတ်ကြည်မှာအသေးစားပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာကျမ်းမာရင်းနဲ့ပတ်သက်လာရင်ယောဂဟောင်းရှိတဲ့မိတ်ဆွေများသတိထားပါငကူကပြည့်ခဲ့ပြီးတော့စိုးခဲ့ပြီးတော့ညံ့ခဲ့ပြီးတော့ယောဂတွေအပြန်လေဖြစ်လာတာမျိုးလေးတွေ ကြုံရတဲ့အတွက်တော့ယောဂဟောင်းဒီအသက်ရှင်ကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေမောပန်းတာမျိုးတွေလီနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရလေးဒီမှာသတိပြုစင်ကျင်ပေးရန်အတွက်တော့လူအပ်တော်လာဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇဏီသားသမီးမိတ်ဆွေများဟူပါတော့ခြေလက်အင်္ဂါခါနဲ့ပတ်သက်လို့ထိခိုက်ရှာနာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်ကျင်ရန်လူအပ်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလိုရတော့ဒီမှာဇဏီသားသမီးမိတ်ဆွေတို့အနေနဲ့ အရှိရေးလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့အဲအပြူကြီးလူပြူကြီးလောက်တာကောင်းပါတယ်အရှိရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ရီးစားယာယီဖူးစာတွေပေါ်တတ်တာမျိုးတိတ်ကောင်းတဲ့စကားလုံးတော့ဘီလင်းစရာဆိုတော့ယာယီဖူးစာဆိုသလိုပဲယာယီဖူးစာတွေပေါ်တတ်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတုရောင်လေးကိုရှိကိုဖျားယောင်းတတ်တာမျိုးနဲ့စကားပြောချင်းပညာပဲတော့ယာယီဖူးစာတွေပေါ်လာတတ်တာမျိုးတွေစကားပြောဆက်လာလို့ကိုကိုလိန်ညာလေပြား အဲပြီးတော့ပြောတာမျိုးလေးတွေကြောင်းတစ်ဖက်မှာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ရည်စားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေကြုံရတဲ့အခါစိတ်မယိုင်မှုလိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အခြေအင်းမှာဆိုလို့ရှိရင်လည်းမိမိချစ်သောမျက်နှာသောသူကိုဖွင့်ပြလိုက်တာမှနားရမှုလွဲခြင်းတွေမျက်နှာချင်းဆိုင်ရာမှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တမိစားများအနေနဲ့ကတော့ဒူတူတိတ်တိတ်နဲ့လွတ်လွတ်ဝဲဝဲကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္တာမိတ်အမှန်ဆိုတဲ့အတိုင်းပဲကိုအမူအရာလေးနဲ့ပေါ်ပြပေးတာက အကောင်းဆုံးသောအဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်ပြီးဖြစ်ပါကြောင်းအဲတရားစီရင်ယူစားမရတာတင်တယ်နော်ဆိုဖြစ်ပါကြောင်းထပ်လောင်းပြောကြလိုက်ပြစီကောင်းပြီတို့အပြင်စနေသားသမီးမိတ်ဆွေများသမီးကြီးများအနေနဲ့ကတော့ဘာမှစွစွဝါးမရှိပြင်မဲ့လို့ ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရည်စားကိစ္စတွေသမီးစားကိစ္စတွေငကူကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကျောင်းလံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်တာမျိုးတွေသမီးစားရေးမှဆိုလဲတဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးတွေနားလည်မှုလွဲတာမျိုးတွေဖြစ်ရတာကလွဲရင်ခိတ္တခဏတော့အစင်မပြေခြင်းတွေပြက်ဆဲခြင်းတွေရက်ဆဲခြင်းတွေနားလည်မှုလွဲခြင်းတွေကြုံရတတ်တဲ့အတွက်တော့ဒီကလအတွင်းမှာ သမီးစားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လာဖြစ်ပြီးတော့ အဲအိမ်တော်ပြုရန်စိတ်ဆက်ရန်တို့ကတိုင်ပင်တဲ့ခါမှာလေလူကြီးမိဘချင်းတွေတဟဆတာမတည့်တာမျိုးတွေဂျုံဝတက်တဲ့အတွက်ကြောင့်မလို့ဒီလက်ဟာအတော်ကိုတတိထားပြီးတော့ဆင်ကျင်တင်တော့လက်ဖြစ်ကြောင်းနဲ့ထက်လောင်းပြောကြလိုက်ပြရစီ။ကောင်းပြီဒီ2025ခုနှစ်စနေလပိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မှာကျင်ပါတယ် နှစ်ခါပြန်လှုပ်ပါအလုံးလျှောက်တဲ့မိတ်ဆွေများအလုံးရကြည့်ရင်တစ်ချိန်နဲ့တော့မပြီးပါဘူးနှစ်ချိန်လောက်လျှောက်တာမျိုး passport လုပ်ငန်း visa လုပ်ငန်းစာရွက်စာတမ်းကိစ္စလေးမှာလှုပ်ဆောင်တဲ့ခါလဲတစ်ချိန်နဲ့မပြီးပဲနဲ့နှစ်ချိန်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးအကဲတဦးတယောက်တစ်စုံတစ်ယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ဘိုင်းဟာဆိုင်ရာကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာပုံမှန်အတာကောင်းမှုတိုးတက်နိုင်သောလအဖြစ်ပါတယ် ဥအိမ်ရှံမြေလုပ်ငန်းအာမခံလုပ်ငန်းမြေယာလုပ်ငန်းတွေကိုကိုတိုင်းဥစည်းဥဆောင်လှုပ်ဆောင်လို့လဲကိုပိုင်လုပ်ငန်းတွေတွေ့တော့ချိတူဆောင်ရလှုပ်ဆောင်မှာအစောကလက်ထဲမှာငွေထားရင်တော့မကောင်းဘူးဆိုတဲ့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့ဥအိမ်ရှံမြေနဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဥဆောင်လုပ်တာတွေတွေ့တော့ချိတူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသလိုမိမိရဲ့အိမ်တော်ဘက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်တော်ဘက်နဲ့လေယောက်ျားနဲ့ပတ်သက်ပြီးတော့အဲတိုင်းမြင်ညှိနှိုင်းတာမျိုးမိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်း တိုက်မြင်ပြီးတော့တက်ညီလက်ညီမောင်တထမ်းမေတွေကဆောင်ရရှင်းဟာအင်မတန်အားသာကောင်းမွန်ပြီးတော့ငကိုကခက်ခက်ခက်ခဲဘာလို့လို့အဆင်မပြေတော့မိမိအိမ်တော်ဘက်ကိုဇတိကလေးရောင်းလိုက်တာမျိုးနင့်ကိုတော့ငါရောင်းနေတာနင်လုလိုက်ကိုကိုငါ့ကိုတော့ရောင်းတာနင့်ကိုဝယ်တယ်ဆိုတဲ့အတိုင်းလှုပ်ဆောင်လိုက်ရင်စနေတိုင်းမိမိဆွေများဖို့ကျင်းပြပါတယ်ခင်ဗျာဒီ2020အခုနှစ်12လပိုင်းဟာမိဆွေတို့အတွက်ထင့်ငော့စရာကြီးအဖေမရှိလဲလို့မိရလောက်အောင်ကံစရာအထောက်အကူရပါပါညီကိုမောင်နှမတွေရဲ့အခုညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ်ထို့ပြင် ဒီလာတာတော့ဒီမှာဆိုရင် OHM မြေယာထိုင်ခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။စားသောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးစမ်းစီစစစပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာမျိုးယင်ခကြီးသွားမော်တော်နဲ့ပတ်သက်တာမျိုးအပြောအဆိုအသွေးအသားအလှပရေးရတွေအမှုပညာပတိအစရှိတဲ့လုပ်ငန်းတွေအလှကုန်ပစ္စည်းတွေဖန်ဆီးလုပ်ငန်းတွေခြေလို့ဆောင်ရတာမျိုးအယောင်ဝယ်လုပ်ငန်းတွေလူတို့လဲတို့လေးတို့အစရှိတဲ့အရာလေးတွေအလဝိလက်စားတွေဗရမများတို့နီလာတို့ချွေးတို့ရေးတို့အစရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတို့ကုသရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ခြေတို့အသားကောင်းမှုပြီး တော့များစွာထောက်ပံ့မဲ့လှဖြစ်ကြောင်းစနေသားသမီးမိတ်ဆွေတွေအတွက်ပြောကြားလိုက်ပါစီဒါအပြင်ဒီလက်တာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့စကားအများကြီးပြောခြင်းဟာမိတ်ဆွေတို့အတွက်ကံရရဲ့အထောက်အကူနဲ့မိကောင်းဆွေကောင်းပေါင်းသင်းတွေရဲ့အကူအညီကိုရရှိတတ်ပေမဲ့လို့ဒီလက်ဟာမိတ်ဆွေတဲ့အပေါင်းအသင်းတွေဆွေမကင်းမျိုးမကင်းတွေရဲ့အကူအညီကိုထူးထူးခြားခြားအပြောင်းလဲတဲ့အကူအညီကိုရရှိတတ်တယ်လို့မိမိအိမ်ကိုညအိမ်ညနေဝင်လာတာမျိုးလေးတွေမိမိအိမ်ကိုမထင်မဖဲနဲ့မိဟောင်းဆွေဆွေမျိုးသားချင်းလေးတွေအလဲရောက်ရှိလာတာမျိုးတွေမထင်မဖဲနဲ့ကြုံရတတ်တော်လာဖြစ်တယ်လို့ မိတ်ဆွေတို့ဒီလိုက်လာတော့ဒီမှာဆိုမိတ်ဆွေတဲ့အပေါင်းအသင်းတွေကပို့ပြီးတော့အကောင့်ထဲပို့လို့ရတယ်လို့အလုတ်ရှာနေသူတွေအလုတ်တွေရရှိနိုင်တာမျိုးကိုပိုင်းလုံးဟန်းစတင်လို့ဆောင်ရင်အကြံစီတွေကိုအကောင့်ထဲပို့ပြီးတော့ခြေတူဆောင်ရင်လုတ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ခံကောင်းစီတော့လာဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်း ရဝေးခီးသွားပြပနိုင်ငံသားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိမ်ခံရတာမျိုးတွေတတိထားဆင်ခြင်ပြီးဖို့လိုအပ်ကြောင်းနဲ့တဦးတယောက်ရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးလုပ်ပါငွေကြီးနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိပြုဆင်ခြင်ရန်အတွက်တော့အထူးထပ်လောင်းအားပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပြင်မိတ်ဆွေအဲစနေသားသမီးများအနေနဲ့ဒီလကတော်တို့မှဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ညီကိုမောင်နှမတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းတွေကိုဆရာကောင်းသမားကောင်းစီဝါကောင်းတွေနဲ့ပြန်လဲကုသရမယ်ကာလဖြစ်တယ်။ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတာတစ်ခု သင်နေတာတစ်ခုဆိုပြီးတော့စိတ်ကနှစ်ခုဖြစ်နေတတ်ပြီးတော့စိတ်အားငယ်ခြင်းတွေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆရာအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပူတော့သတိပြုစင်ကြင်ရမယ်တာမန်ထက်ပူတော့နမောနမဲမနိုင်အောင်စိတ်မလောအောင်စင်ကြင်ရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီကာလအတော့အတွင်းမှာဘာကုမဆိုလှုပ်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့ဘာကုမဆိုလှုပ်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့ဒီကာလအတော့အတွင်းမှာ ခยีထွက်ခြင်းခยีသွားခြင်းတွေအကောင်းထဲပေါ်ပါအာသာကောင်းမှုတိုးတက်နိုင်ပါတယ်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေလုပ်ငန်းဟောင်းအလုပ်ဟောင်းကြီးကိုတိုးချဲ့လုတ်ကင်နေခြင်းထက်အလုပ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလှုပ်ဆောင်တာဟာပုံမူအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အဲ ဆိုတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေစားစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းလေးတွေအကောင့်ထဲပေါ်တာဆက်တူလုပ်ငန်းအစုအဝေးအစုရှယ်ယာတွေကနေရရှိတတ်တော်လာဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ။ထို့အပြင်ငကူကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပါတယ်။ယာဉ်လုပ်ငန်းတိုင်းကနေတိုးတက်လိုတဲ့မိတ်ဆွေများကတော့ တကြိမ်ထပ်ပို့ပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှသာတူတာမျိုးငါကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တို့ဖို့အခွင့်အလမ်းအသာကြောင့်ねအခုမှ first time ဆိုရင်တော့အနည်းငယ်ကံက50 50ပဲရှိကြောင်းထပ်လောက်ပြောလိုပါတယ်အဲ့ဒါပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်လက်စစ်ပစ္စည်းတွေဓာတ်တွေကိုင်းပဲအသုံးပြတဲ့အခါတတိထားစင်နေပြန်လောက်ပါတယ်ဝါယာတို့နော်အိုးဆုပ်တို့အိုးပဲ့တို့အိုးပြတ်တို့လက်စစ်ပစ္စည်းအဆုပ်တို့လက်စစ်ပစ္စည်းအပြည့်တို့ဓာတ်ပဲ့တို့အဆရှိတဲ့အရာမျိုးတွေရှိတယ်မိမိအိမ်ထဲမှာဖျားမိတွေ ယုတ်ရက်စက်ကနေတက်ကနေပြက်ကနေပြတ်သွားရင်တော့သတိထားစင်ငင်ရံနဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲညံ့တက်တဲ့အတွက်ဘာမှတုံဆိုင်ပြွေးမနေပဲအလဲပြတာမျိုးတွေပို့မှုကောင်းမှာပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ချွေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငကူကအချုပ်နောင်ဖြစ်တော်မိတ်ဆွေများအချုပ်နောင်ပြီးအမှုဖြစ်တော်မိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်းလုံးကျွလွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်တတ်တာထင်နေပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မဲ့ လဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြတာသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရန်အသာပြီးထိုတနင်္ဂနွေနေ့လိုတောက်ကြနေ့တို့မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရန်လိုအပ်ပါတယ်အချို့ပြည်သောကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၂ကဏ္ဍဖြစ်ပါတယ်ညီကိုယ်လေး၂၃လေးချစ်ဆုံးပြည့်ဟုတ်လား၂၃လေးဆိုတော့ကဏ္ဍ၄ကဏ္ဍ၃ကဏ္ဍ၂ကဏ္ဍဟာအချို့ပြည်အသာကောင်းမှာပါတယ်အချို့ပြည်ကံကောင်းစီတော့အရက်ဟာတော့အချစ်မြောက်တောင်ရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အချစ်တောင်တောင်ရက်ဖြစ်ပါတယ် ဒီသက်ခါတော့ဒီမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရကံကောင်းဇေယံအတွက်စင်စွဲရောင်အသားရောင်အစိမ်းရောင်တွေကိုခမည်းများပါတော့ရောင်တွေကိုဝစ်စင်ခြင်းဖြင့်ကံတရားရဲ့အထောက်အကူကိုရရှိတိုးတက်စေသောလာဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုသွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လိုရာကိစ္စကိုမပြောမီမသွားမီမှာလက်ခုပ်လက်ဝါးလေးခုနှစ်ချက်တိတိတီးပြီးတော့ဘာပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်ဒီတလတာတော့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိထားဆင်ញင်ပြရမှာတော့ ်အခြေစွစွရက်ကိုထွက်တဲ့အခါကျမ်းမာရေးညံ့တပတ်ကြောင်းနဲ့သတိပြုစင်ရလိုအပ်ကြောင်းနဲ့ကျမ်းမာရေးကိစ္စမှန်သမျှကိုတော့အခြေစွစွရက်ကိုခရီးထွက်ပြီးမသွားတင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီစနေစနေချင်းတွဲလောက်တာမျိုးဟာကံရဲ့အထောက်အကူကိုများစွာမောသန်ဝမှုတိုးတက်ကံကောင်းဈေးနိုင်ပါလေဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်မိသားစုရေးကိစ္စအိမ်နွေးရေးကိစ္စအတွင်းရေးမိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပေါက်စင်နဲ့မိသားစုအတွင်းမှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဇွေမျိုးသားချင်းတဦးတယောက်အကြောင်းရမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြဿနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုပဲတက်ကြောင်းလေးထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီတလတာတော့ဒီမှာမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အဋ္ဌကံပြုလို့တဲ့ဆံငယ်မိတ်ဆွေများပုံမလို့ပေးပါဗဇက်ကဖရာလက်ကကာယာဖြစ်တဲ့တော့လာဖြစ်တဲ့အတွက်စနေသားမိတ်ဆွေများ24ပဋ္ဌာန်းတို့ပေကြီးဆက်သက်တုတ်တို့ရွတ်တာမျိုးတွေလောက်ဆောင်ပေးပါကန်စတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ကိုကိုကံမကောင်းထင်တယ်တော့မဟုတ် ပြန်ကောင်းစီလို့လည်းမိတ်ဆွေများပရိသတ်အုပ်ပဋ္ဌာန်းစာအုပ်ဘာသာရေးဆိုင်ရာယုံကြည်သက်ဝင်မိမိတို့ရဲ့ဘာသာကြီးမှာဖြန့်ဝေဝေမြခြင်းဖြင့်ကံရဲ့အထောက်အကူတိုးတက်မှုကိုများစွာရရှိတတ်ပြီးတော့အညံ့တွေကနေအဆိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအဋိဋ္ဌံပြုလို့တဲ့ဇနီးသားမိမိတ်ဆွေများအဋိဋ္ဌံပြုလို့လူတစ်ပါးဆိုရင်တော့ဖြင့်ဂုံတော်ကိုပါပတိကိုကိုရက်တိတိအဋိဋ္ဌံပြုပါဒီနေရာမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေလို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုနှဝင်အတိတ်ကံဝင်ပြတ်တဲ့အတွက်ကြောင့်မလို့အဲကျတော့ တမုတ်တီဟော sorry ဟိုဂုတ်ဒါလည်းဗုဒ္ဓန္တရဏံကိစ္ဆာမိတရဒမန္တရဏံကိစ္ဆာမိတရတန်ကန္တရဏံကိစ္ဆာမိတရဒါပြီးတော့ဒုတိယမိဆိုပြီး၉ရက်တိတိရှိတယ်နော်တရဏဂုံ၃ပါးဒါကိုနောက်ဆုံးတရကအစအနေအဆုံး၁၀ရက်တိတိအဋိဌံပြုခြင်းဖြင့်ညံ့နေတဲ့အရာတွေမှန်သမျှကောင်းမှုပြီးတိုးတက်သွားပါလိမ့်မယ် အဆက်ဆက်ရရကံကောင်းစီရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ရိုက်ပုံထိတွေရောင်းလိုက်ပါကအယောင်းတွက်အယောင်းဖတ်ပြီးတော့ကံစားတာတွေတုတ်တက်ကောင်းမွန်မှာအတိအကျပဲဖြစ်တယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီတလတာတော့ဒီမှာအဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာမပြောမီ။ကြောင်ညာလေးဝင်ပြစီ။ဆရာငယ်နှမပေးမိချင်း0939 0936မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ဆရာငယ်ပြီးရ Facebook page မှာဖြစ်စီ။ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်။သို့တော့ TikTok Messenger မှာဧည့်သည်လက်မခံကြောင်းထပ်လောင်းပြီးတော့အသိပေးပါရစေ။အကောင့်တူတွေများနေပါတယ်။နော်ဆရာငယ်တတော်အကောင့်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောင့်တူတော့အတူတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နော်မိတ်ဆွေတို့အနေနဲ့အဲစနေသားပြီးမိတ်ဆွေတွေ2028ခုနှစ်ပြတနစ်စာခေါ်စတဲ့ကိုလည်းမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံပေါင်းခတ်အောင်စီတည်ရင်းနဲ့ဖြစ်စနေသားပြီးမိတ်ဆွေတွေဒီတလတာလုံးမှာငွေကြီးကြီးကန်ကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရလို့ငါ ငွေမြဲစီရန်ရည်ရာလေးတခုပဲပြန်ပေးခြင်းပါတယ်။သို့မဟုတ်ရင်မိဘိတ်စေတို့ကအဆက်ဆက်ရန်ဆင်မီပြီးအောင်မြင်တိုးတက်စီရန်တော့ပြုလုပ်ရမယ်ရည်ရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျာငွေမြဲစီရန်အတွက်တော့တထောင်ကလေးတိရွက်ပေါ်မှာငါတစ်တာဘူးလေးတပူကိုတင်းမှာဒါပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တတိုင်ကိုမိတ်ဆွေတို့ရဲ့ပတ်စံထားတဲ့နေရာဘီရိုသို့မဟုတ်အမြင့်တနေရာစပွဲကောင်တာမှာတွင်းချင်းဖြင့်ငွေမြဲစီပါတယ်။ပြန်ပြောပြပါမယ်။တထောင်ကလေးတိရွက်ပေါ်မှာတထောင်ကလေးတိရွက်ကိုမှောက်မှောက်လန်းလန်းငါတစ်တာဘူးအစ်တစ်တဘူးတင်းငါတစ်တာ ငါတက်တာလုံးလုံးလားငါတက်တာမသိဘူးတဲ့အပေါ်မှာဖျောင်းနိုင်တိုင်းဘာရောက်ထွက်လို့ရပါလဲငွေမြဲစီပါလေငွေဝင်စီရန်အတွက်အဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရရာနေနဲ့ဆိုရင်တော့ဒီပကံများလေးတစ်ချက်တည်းမှာဖျောင်းနိုင်ရအစိမ်းအောင်တိုင်းကိုထွက်မှာဂျွေပကတချို့မိတ်ဆွေတွေတိမဲ့တယ်နဲ့ဂျွေပကံများတစ်ချက်တည်းမှာဖျောင်းနိုင်အစိမ်းအောင်တိုင်းကိုထွက်မှာဒါပြီးတဲ့အခါဖျောင်းနိုင်လေးကိုမင်းညီပြီးတော့ e a e a o e a အင်္ဂလိပ်လိုပဲ e a e a o e a e a o ဆိုပြီး28ခေါက်တော့မဟုတ်ပို့တော့ ရွတ်ပြီးတဲ့အခါလက်ပုတ်လက်ဝါးတီးပြီးတော့ဖျောက်နိုင်ကိုညှိပြီးတော့ငွေဝင်ပါစေဆူတောင်းပါခင်ဗျာကျင်းသွေးငွေဝင်ပါလေပြန်ပြောပြပါမယ်ကျွေးပကံများတစ်ချက်တည်းမှာဖဲငွေဝင်ပါစေလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လည်းရတယ်ဖျောင်းနိုင်အစိမ့်အောင်မှရမယ်ဘာလို့လဲအစိမ့်ဆိုတာ money color လို့ခေါ်တယ်။နောက်ဆရာတို့အနောက်တိုင်းမြေတွေမှာဆို money color လို့ခေါ်တယ်။အစိမ့်အောင်နေတဲ့တိုင်းပေါ်မှာဖျောင်းနိုင်လည်းညီပြီးတော့ ဖျောင်းနိုင်လေးကို EAEAO EAEAO ငွေဝါးစီမိတ်ဆွေတို့ကြိုက်တာရော28ခေါင်နှစ်ခွန်ဝင်တော့ဝင်ကျောနှတ်တပါညာတို့တော့မိတ်ဆွေတို့ရှင်းပြလိုက်ငွေအဲ့ဒါပြီးတော့ခါလက်ဖုတ်လေးတီးပြီးမီးကိုညှင်းပြီးငွေဝင်ပါစီလို့ပါဇက်ကပြောတချို့ကြတော့လက်လက်မှာငွေဝင်ပါစီရေးတယ်ဒါဆိုရင်ကျင်းတယ်ငွေဝင်ပါချောင်းပြောရင်းနဲ့ကဲဇနေသားသမီးမိတ်ဆွေတို့2025ခုနှစ်17လပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလည်းနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလည်းယတနာစင်ကြောက် ဇက်တော်တိုင်းကစားနိုင်ဘူးဇာငယ်ကတော့စောင့်နေပြီမိတ်ဆွေတို့အစိုးရကိုတတ်ပြီးအကောင့်နေနေပြီးလိုက်ခဲ့လို့ပြောရင်းနဲ့ဇနေသားမိတ်ဆွေတွေအားလုံးအောင်မြင်မှုတွေလည်းပြီးတိုးတက်လို့တက်နေတကူလက်ဝင်ဖြိုးလို့ယရနာစိန်ကြောက်ဇက်တော်တိုင်းကစားနိုင်ပြီးတဲ့အခါဒုဗိတ်တန္တရာကတတ်တန္တရာကယောဂကန္တရာကဆိုတော့ကတိသုံးပါးကနေကင်းဝေးကြပါစေလို့ဆုတောင်းထောပနာဆန္ဒပြုရင်းနဲ့ကဲဒီနေရာမှာပဲဒီမှာဆဲကြရအောင်ဗျာ